တုံးလပိုင်း28ရက်နေ့ဖြစ်ပွားခဲ့တဲ့မန်လင်းငွေတင်တဲ့အကြောင်းကျွန်တော်တို့ရဲ့တရားခွန်ဆိုင်ခွင့်ရဆိုရင်အနေငယ်ထိခိုက်သွားခဲ့ရဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ဂျားထဲမှာအရှင်ယူပြီးတော့ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပြီးအခုဆိုရင်တော့ကျွန်တော်တို့ရဲ့တရားခွန်ဆိုင်ခွင့်ရပြန်လည်ပြင်ဆင်လို့ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်တို့လည်းကိုယ့်ရင်ကိုယ့်ရာကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။အထဲမှာဘယ်လိုရှိလဲဘာတွေလုပ်နေလဲဆိုတာကိုကျွန်တော်နဲ့တူတူတစ်ချက်လောက်လိုက်ဆက်ဆူးကြည့်လိုက်အောင်နော်။ကြတရားခွန်ဆန်ရောက်လာပြီဆိုတော့ရင်းနှီးခံစားချက်တွေတစ်ချက်လောက်ပြောလာပါအရန်ပြောတယ် ကိုလူရင်းနဲ့ပြန်သွားတာပြောတယ်လို့အဓိကအဓိကအဲ့တယ်တို့တစ်ချက်လောက်ဖိတ်ပါပြီပါဆိုင်ပြန်ဖွင့်ပြီးစိတ်ချရတယ်အဲ့တယ်တွေမြန်လုံးလာခဲ့တော့ဟလာလေးလို့ပြမယ်ကဲတကယ်ချင်းတရားခွန်ဆိုင်ပြန်ရောက်လာပြီဆိုတော့တစ်ချက်လောက်ကွာတရားခွန်ဆိုင်ပြန်ဖွင့်ပြီပေါ့နော်အဲဒီဆိုင်ကလည်းမချိန်းတာကြားတဲ့လူတွေလည်းရှိမှာပေါ့နော်ငယ်လေးဘေးကြောင်မလို့လေအကြောင်းဆိုင်လေးဖွင့်ပြီဆိုတော့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲဆိုင်ဆီယမ်မာတော့အဲ ။နောင်ကြီးဆိုင်ခွဲကိုလည်းသွားထားတယ်။တရားကြည့်ဆိုင်ခွဲကိုလည်းသွားထားတယ်ဆိုတော့ကျမကတော့နည်းနည်းတော့ပန်းနေပြီ။အဲ့ဒီကြောင့်မလို့ကျွန်တော်ကပဲကျမကအဲလိုက်မေးပေးလိုက်တာပေါ့နော်။အခုကတော့ကျမကြီးကိုချက်မေးပါပဲဖြစ်ပါတယ်။ကျမတစ်ချက်လောက်ပါ။လှုပ်ရှုပ်နေရလား။ရန်လာရနော်။ချစ်ကလေးတို့ရန်လာတော့အခုမှကမကော်ဖီလိုလိုပူပူနွေ့နွေ့ချက်ထားတဲ့ကာလာအဲ့ဒါအတားပြူစေတဲ့ကာလာပေါ့နော် โอเคအခုမပြောနေရလဲဆရာမအဲတက်ခွန်ဆိုင်ကိုပြန်ရောက်လာပြီဆိုတော့ဆရာမရဲ့ရင်းခံစားချက်ကိုချက်လောက်အော်ဟုတ်ပြီတင်တရားခန်းစားချက်ဆိုဘယ်လိုလဲဆိုတော့အကြောက်ကတော့ကျင်းတို့ကလေးလှုပ်တော့ကတော်တော်ချိသွားပါတော့တော့၃လတော့မှပြင်ဆင်ရပါတော့တော်တော်ကိုကြာတော့ face ဆွေများကိုပြန်ပြီးတော့ဖိတ်ခေါ်ရှင်တာပါတော့ကျင်းတို့ရဲ့ဒီ customer တွေအခုလည်းဖိတ်နာတော့တော်တော်များများမသိကြတယ်ဘောတော့အဲဆိုရင်အခုကတော့ကျင်းကလည်းတရားခွန်မနေရအမေလည်းနေပြပါတော့တောင်ကြီးလည်းမသွားဘဲမသွားတော့ မတော်တော့ဒီတရားခုမနေဖြစ်ပါဘောเนาะအနောက်တစ်ခုပြောရှင်တယ်ကျင်းတို့ရဲ့ဒီငလင်လှုပ်ရောကျင်းတို့ချစ်ကလေးရောကျင်းနဲ့စပြင်လှုပ်ရင်းနဲ့တန်းလိုင်းရင်းနဲ့ပြင်းနေရတာတော့ရှိတယ်အဲ့ဒါအများကြီးပဲကျင်းရဲ့ဧည့်သည်ကိုလည်းကျင်းကပြင်ဖိတ်ခေါ်ရှင်တာဘောเนาะအဲပြင်လာပြလို့ရတယ်အခုတော့ကျင်းကတော့တရားခုမှာရှိနေပြီဘောเนาะဘလို့ဖြစ်ဖြစ်ဘောเนาะလာလာခိုင်းခိုင်းကျင်းလာကျင်းလည်းပြန်ကြည့်ရှင်တယ်ပြင်း ်လုံးဝတာဝန်စိတ်အပြစ်နဲ့ကိုတင်ယူနေတာပေါ့နော်ဖုန်းနံပါတ်တွေပေးထားတဲ့လူတွေကတော့ကျင်းကတော့အကုန်လုံးဆက်သွယ်ပေးရပါတော့နံပါတ်ဖုန်းနံပါတ်တွေတချို့တလေကဟပ်ကွာတော့တချို့တယောက်တလေကတော့ကြံခဲ့ရေးအကျင်းကတော့ဒီကနေဖိတ်ခေါ်လိုက်တယ်လာခဲ့ပါတော့ကျင်းအမေတိုင်းရှိမယ်ကျင်းကစပင်လေးကိုပြင်ကြည့်ရှင်လို့အမှန်ဆိုဒီစပင်လေးကိုဟုတ်တယ်ဟုတ်တယ်ရင်းကုန်တယ်ဘလိုဖြစ်နေအိမ်မှာဘလိုတွေအဆင်ပြေလားပေါ့နော်အဲ့အဲ့တချို့တော့မာဂျင်နဲ့ ချစ်ကလေးတို့ဒီဗီဒီယိုသိတဲ့ချစ်ကလေးတို့ဂျင်းနဲ့အန်တရာရောဆိုရင်လို့တော့အဲအဲသိတဲ့ချစ်ကလေးတို့လည်းမန်းရှင်ခေါ်ပေးကြပါအဲဒီဒီမှာစောင့်နေပါတော့တရားခွန်မှာဟုတ်ပြီဒါပဲပြောရှင်းတယ်ဆရာမအားတော့နော်ကျေးဇူးပါကျောက်လာပိုင်း26ရက်နေ့ကနေစပြီးတော့ကျွန်တော်ရဲ့တရားခွန်ဆိုင်ပွဲရဆိုရင်ပုံမှန်တိုင်းဖွင့်လင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့မေဟောင်းမိတ်တဲ့အားလုံးကိုကျွန်တော်ရဲ့တရားခွန်ဆိုင်ပွဲကြီးကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်